အားလုံးမင်္ဂလာပါခင်ဗျလူအများစုကလည်းထင်နေကြတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့ပင်လုံစာချုပ်မှာဒီစနစ်ကြရင်ခွဲထွဲခွင့်ဆိုတာပါတယ်ဆိုပြီးတော့သူတို့ကထင်နေကြတာပေါ့နော်အဲ့တော့တကယ်တော့ပင်လုံစာချုပ်ဆိုတာအခုကျွန်တော်လက်ထဲမှာကြိုင်ပြထားတဲ့စာချုပ်ပဲဒါစာမျက်နှာသုံးမျက်နှာပဲရှိပါတယ်သူကအဓိကကတော့အချက်၉ချက်ပါတယ်အဲ့ဒီအဓိကအချက်၉ချက်ထဲမှာကျွန်တော်ဒီဘာမှခွဲထွဲခွင့်ဆိုတော့လုံးဝမပါဘူး လုံးဝမပေါဘူးဒါကျွန်တော်ပင်လုံးစာချုပ်ရဲ့မိတူကိုကျွန်တော်ခြင်ထားတာပေါ့နော်အဲ့တော့အချက်၉ချက်ပဲပါတယ်မြန်မာဘာရှင်အင်္ဂလိပ်ဘာရှင်တဲ့ဒါခွဲထွက်ခွင့်တော့လုံးဝမပေါအဲ့တော့ဒါနားထောင်ရတဲ့ပိဋကတ်တွေလည်းဒါလေးကိုလက်ဆင့်ခံမိကြပါတကယ်တမ်းပြောမယ်ဆိုလို့ရှိရင်တော့ဖြင့်ဘုကျုံဆန်တို့အဲ့ချိန်တုန်းကဆွေးနွေးခဲ့တာတွေပါလေဆိုတော့ကျွန်တော်တို့မှာအတန်ဖိုင်လည်းမရှိဘူးဗျအဲ့တော့မှတ်တမ်းမှတ်ရလည်းမရှိဘူးအဲ့တော့ဒီဟာကပင်လုံးမှာခွဲထွက်ခွင့်ဆိုတာကိုမပြောခဲ့ဘူး မဆွေးနွေးခဲ့ဘူးလို့ကျွန်တော်မဆိုလိုဘူးဒါပေမဲ့ပင်လုံးစာချုပ်မှာမပါဘူးဆိုတာကိုကျွန်တော်အတိအလေးညင်းကျင်တယ်နော်1948ခုနှစ်ပေါ့နော်48ခုနှစ်ဒါပြည်ပုံအခြေခံဥပဒေဒါပြည်ချုပ်ပုံအခြေခံဥပဒေ48ခုနှစ်ဒါကျွန်တော်ကြိုက်ထားတဲ့ခါကြီးဒါပါပဲအဲ့တော့အဲ့ဒီမှာတော့သူကဘာလဲဆိုရင်တော့ဒီအခန်း30မှာခွဲထွက်နိုင်တော့အခွင့်အရေးဆိုတာပါတယ်အခန်း30မှာအခွင့်အရေးနိုင်တော့အခွင့်အရေးဆိုတာမှာတော့သူက စင်နှစ်အတွင်းမှာခရစ်နယ်နဲ့ခရင်ရေးကိုအသုံးမပြုရဘူးစင်နှစ်ကျော်ရင်တော့အသုံးပြုလို့ရတယ်ဆိုတဲ့သဘောပေါ့ဒါပေမဲ့လည်းခွဲထွက်ခြင်းနဲ့ဆိုပြီးတော့လွတ်လို့မရဘူးလွတ်ရကူလွတ်လို့မရဘူးခွဲထွက်မယ်ဆိုလို့ရှိရင်တက်ဆိုင်ရပြည်နယ်ကောင်စီမှရှိတဲ့အမတ်တွေရဲ့သုံးဖို့နှစ်ပုံကနော်အစိုးရထောက်ခံပြီးတော့မှမဲပေးရမယ်ပြီးလို့ရှိရင်သူကပြည်နယ်ကောင်စီရဲ့ဆုံးဖြတ်ချက်နဲ့နိုင်ငံတော်သမ္မတကိုကြောင်းကြားရမယ်ပြီးရင်နိုင်ငံတော်သမ္မတကနေပြီးလူထုဆန္ဒခံယူပဲလုပ်ရမယ်ပြီးတော့မှအဲကွန်ပျူတာခန့်ပြီးတော့မှအဲ့ဒီအမှတ်သင့်သူက ဟိုဆက်လက်ပြီးတော့မှဆောင်ရွက်ရမှာပေါ့နော်အဲ့လိုပါတာပါဟိုလက်လို့စပယ်လို့လို့မရအောင်အဲ့တော့ခွဲထွက်ခွင့်ဆိုတာပြင်လို့မှမပါဘူး40ခုမှပါတယ်ဒါပေမဲ့အဲ့40ခုနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေက62ခုနဲ့အန္တရာယ်သိမ်းတဲ့အခါမှာ तू ကမရှိတော့ဘူးလေမရှိတော့ဘူးဆိုတဲ့ခါကျတော့မရှိတော့တဲ့အနေအထားမှာဒါတွေကိုတိုင်းရင်းသားတွေကလည်းဒါတွေနားလည်ရပဲပြည်သူတွေကလည်းနားလည်ဖို့လိုတယ်လက်နက်ကန်တွေကလည်းနားလည်ဖို့လိုတယ်ဆိုတာကိုကျွန်တော်ကတော့ဒါလေးကိုဟိုအကြမ်းမြင့်တင်ပြ